ဒီနေ့ခင်အမြင်နဲ့ဆိုယူနေရလို့ထင်ရတဲ့ဘူတန်တောင်ဝင်မိသားစုရဲ့ရှေးဟောင်းဒလေးများဒီပုံကဘူတန်တောင်ဝင်မိသားစုပုံပါအလဲရတော့တချိန်ကဘရင်ပြည့်ခဲ့တဲ့ဂျင်မီစင်ကြီးပါလက်ဘက်ကတော့သူ့ရဲ့သားတော့လက်ရှိဘရင်ဂျင်မီခဲဆာမနန်ကျဲပါညာဘက်ကတော့ဘရင်ကျင်ရတော့ဘရင်မဂျက်စင်ပြီးမှာပါလက်ထဲမှာပွေထားတာကတော့ပထမဆုံးရှင်သွေးဖြစ်တဲ့မင်းသားဂျင်မီနမ်ကျဲပါအနောက်တိုင်းကလူတွေက ယောက်ျားမကချွေးမပကုတ်ဖတ်ထားတာမြင်ပြီးအံ့ဩကြပါတယ်။ဒါဘူတန်မှာတော့အံ့ဩစရာမဟုတ်ပါဘူး။လက်ရှိကအမြင်နဲ့ကြည့်ရင်ယူလို့နေလို့တော့ထင်ရတဲ့ဘူတန်ရဲ့တခြားရိုးရာဒလေးတွေရှိပါသေးရဲ့။ဒီနေ့တော့အဲရီလိုမျိုးထူးဆန်းတဲ့ဒလေးတွေအကြောင်းတင်ဆက်ပေးသွားမှာပါ။ဘူတန်နိုင်ငံကအိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံကြားဟိမွေနာတောင်တန်းပေါ်ကနိုင်ငံငယ်လေးတစ်ခုပါ။လာပါတဲ့တောင်တန်းတွေရှိပြီးတော့ပျော်ရွှင်ခြင်းကုန်းမြေလိုတော့တင်စားခေါ်ဆိုကြတဲ့နိုင်ငံပါ။ ဘူတန်နိုင်ငံရဲ့ယဉ်ကျေးမှုကတမူထူးပါတယ်။နိုင်ငံသားအများစုကဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့ရိုးရဝစ်စုံကိုသာနေတိုင်းဝစ်ကြပါတယ်။အမျိုးသားတွေကဂူဂူဝစ်စင်ပြီးအမျိုးသမီးတွေကတော့ကီရာကိုဝစ်စင်ကြပါတယ်။ဘူတန်ကသဘာဝကြီးကိုလည်းကောက်ွယ်ပေးထားပါတယ်။တော်တော်နေအများပြရှိပြီးတော့လေယာလည်းတန်ရှင်းလက်ဆက်ပါတယ်လူတွေကပတ်ဝန်းကျင်နဲ့ရိုးရာဒလေတွေကိုအလေးနက်ထားကြပါတယ်ဘူတန်နိုင်ငံမှာတော်ဝင်မိသားစုကအရန်အရေးပါပါတယ်1900ခုနှစ်မှာ တိုင်းပြည်တစ်ခု ဖြစ်လာခဲ့ပြီးဥကန်ကအုပ်ချုပ်မင်းလုပ်ခဲ့ပါတယ်။အဲရီယာဆပြီးတော့ဘူတန်နိုင်ငံမှာဘုရင်၅ယောက်ရှိခဲ့ပြီးငကားဘုရင်လို့ခေါ်ကြပါတယ်။လက်ရှိဘုရင်ဂျင်မီကဲဆမ်နဲ့ကျေရတော့2006မှာဘုရင်ဖြစ်ခဲ့ပြီးပြည်သူတွေရဲ့အချစ်ကိုရရှိထားပါတယ်။သူကဂျက်ဆင်ပီမာနဲ့လက်ထပ်ခဲ့ပြီးတော့ကလေး၃ယောက်ရခဲ့ပါတယ်။တော်ဝင်မိသားစုတွေကယူရှင်ပြီးပြည်သူတွေနဲ့လက်ပွန်းတတိနေထိုင်ပါတယ်။ဘူတန်ကထူးခြားပါတယ်။ငွေကြေးထက်ပြောင်းရွှေ့မှုကိုပို့တံမိုးထားတဲ့နိုင်ငံမှာ တခြားနိုင်ငံတွေလို GDP တိုင်းမဲ့အစား GNH ဆိုပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ပျော်ရွှင်မှုကိုပဲတိုင်းပါတယ်။ဘူတန်ကအလုပ်ပိတ်နိုင်ငံတနိုင်ငံဖြစ်ခဲ့ပါတယ်။နေပောင်းများစွာတခြားနိုင်ငံအနေနဲ့အဆက်အသွယ်မလုပ်ဘဲနေခဲ့ပါတယ်။ပပတ်လည်းမှာလဲဟိမွေနာတောင်တန်းတွေဝိုင်းနေရမှုနိုင်ငံ내ဝင်မှုရောနိုင်ငံတွေအားထွက်ဖို့ရောကမလွယ်ကူလာပါဘူး။ဘူတန်နိုင်ငံကိုနိုင်ကလည်းတည်တံ့နေမှုရွေးချယ်ခဲ့ပါတယ်။နိုင်ငံကောင်းဆောင်တွေကကိုပိုင်ရိုးရာတလေးနဲ့ရှင်သန်နေထိုင်တဲ့ပုံစံကိုထိန်းသိမ်းထားခြင်းခဲ့ပါတယ်။ ဒါကြောင့်မဲဒီကမ္ဘာလုံးခင်းတဲ့အညီပြောင်းလဲလာပြီမဲ့ဘူတန်ကတော့အရင်အတိုင်းပါပဲဘူတန်အားလူတွေကရိုးရာဝိဆုံဝေမိခင်ဘာသာစကားပဲပြောပြီးတော့အရင်ကရင်ကျင်းမှုတလေးတွေကိုပဲရာစုနှစ်ပေါင်းများစွာကျင့်သုံးခဲ့ပါတယ်နိုင်ငံတွင်းမှာကားတွေလမ်းတွေရောအချိန်ကာလတစ်ခုအထိမရှိခဲ့ပါဘူး1999မှာမှဘူတန်နိုင်ငံမှာ TV နဲ့အင်တာနက်ပေါ်လာခဲ့တာပါရိုးရာဝိဆုံကပဲနေရာဝတ်တဲ့နိုင်ငံအနည်းစုတွေကတနိုင်ငံလည်းဖြစ်ပါတယ်ဗုဒ္ဓဘာသာကသူတို့ရဲ့ဘဝပွဲတော်တွေနဲ့ အစိုးရကိုတော့ပုံသွင်းပေးပါတယ်။လက်ရှိဘူတန်ပြည်ရင်နဲ့ပြည်ရင်မှာကခေတ်သစ်ဘူတန်ရဲ့ပြရုပ်တွေပါပဲ။ကမ္ဘာတစ်လွှားကတော်ဝင်ပွဲတော်တွေမှာသူတို့ကကြိုးစိုးခံဧည့်သည်တော်တွေပါ။သူတို့ရဲ့ဆက်ဆံရေးကလည်းခင့်မိပါတယ်။ပြည်ရင်မှာမိမတယောက်သာရှိပြီးတော့တယောက်ကိုတယောက်ချစ်ကြပါတယ်။ဘူတန်နိုင်ငံသားတွေကတော့အဲ့လိုမဟုတ်ပါဘူး။ဘူတန်ကတလင်တမယာစနစ်ကိုမကျင့်သုံးတဲ့နိုင်ငံမှာအရင်ပြည်ရင်အားလုံးမှာကျင်ရော်တွေအများကြီးရှိပါတယ်။မိမတယောက်ထက်ပိုယူတာက ဘူတန်နိုင်ငံရဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ရှိလာခဲ့တာနှစ်ပေါင်းရာကြီးနေပါပြီ။တောင်ဝင်မိသားစုတွေနဲ့အာနာရှိမိသားစုတွေမှာပို့ဆိုးပါတယ်။မိမအများကြီးယူတာကမိသားစုဝင်တွေကြောင့်ငြိမ်းချမ်းမှုနဲ့စီကြက်ချမှုကိုထိန်းသိမ်းပြီးရဲ့နိလန်းတစ်ခုပါပဲ။ဘရင်နဲ့မျိုးရိုးမြင့်တွေကမိသားစုတစ်ခုတည်းကညီမတွေကိုယူကြပါတယ်။ဒါမိသားစုနှစ်ခုကိုပို့စည်းလုံးစေပြီးအပြိုင်ဆိုင်ဖြစ်တာတွေကိုလည်းပျောက်သွားစေပါတယ်။ဘူတန်မှာတရားတာကစင်ခေါ်မှုတွေနဲ့ပြည့်နေပါတယ်။အထူးသဖြင့်နေစုံနေဖျားကလူတွေပေါ့ မိသားစုတွေကစိုက်ပျိုးရေးကိုပဲမိခိုကြရပြီးလေယာရီဝေးမြူရီတရိတ်ဆန်တွေကိုမျှတုံးကြပါတယ်။ဒါကြောင့်မိမတယောက်ထက်ပို့ယူပြီးတာဝန်တွေခွဲလိုက်ပါတယ်။ဘူတန်နိုင်ငံကဗုဒ္ဓဘာသာကလည်းမိမတယောက်ထက်ပို့ယူတာမတားမြစ်ပါဘူး။အဲဒီစားဆက်ဆံရေးတွေမှာဟန့်ကျက်ညီဖို့ညာတာဖို့ကိုပဲတင်ကြားပေးပါတယ်။ဒါကြောင့်မိမအများကြီးယူတာကိုဇာရိတပြက်ပြားတယ်လို့မမြင်ကြပဲမိသားစုကြီးတစ်ခုတိစောက်တယ်လို့ပဲမြင်ကြပါတယ်။ဘူတန်နိုင်ငံရဲ့တော်ဝင်မိသားစုကလည်း ဒီတလေးကိုမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လိုက်နာကျင့်သုံးခဲ့ပါတယ်။သဒုတ်သားမြောက်ဘရင်ဆိုလည်းအလားတူပါပဲ။ဂျင်မီစင်ကီယာ1980နှစ်မှာဘရင်ဖြစ်ခဲ့ပြီးတော့ဘရင်ဖြစ်ချိန်မှာ16နှစ်ပဲရှိပါသေးရဲ့။သူကမီးတော်ကရုတ်တရက်နဲ့ရွာဆန်သွားတာကြောင့်ဂျင်မီစင်ကီယာငငယ်ရွယ်ရွယ်နဲ့ဘရင်ဖြစ်လာပါတယ်။သူအတွက်အကြီးမားဆုံးစိန်ခေါ်မှုကနိုင်ငံကိုစီးလုံးနိုင်မှုပါ။ဘူတန်ကအသေးပေမဲ့တိုင်းရင်းသားအများကြီးရှိပါတယ်။မတူညီရဲ့တိုင်းနဲ့ပြည်နယ်ရလူတွေက မတူညီရဲ့ဘာသာစကားကိုပြောကြပြီးတော့ရည်ကျင်းမှုတလေးတွေနဲ့မတူကြပါဘူး။ဘရင်တစ်ကလူတိုင်းကိုစီးလုံးနိုင်မှုလိုပါတယ်။ဒါကြောင့်မဲအာကြီးရဲ့မိသားစုတစ်ခုကညီမလေးယောက်ကိုယူခဲ့ပါတယ်။မင်္ဂလာကိုနှစ်ခါခွဲဆောင်ပါတယ်။ပထမမင်္ဂလာဆောင်ကို1989မှာကျင်းပပြီးအချင်းကျုံးတာလုပ်ပါတယ်။အဲဒီချိန်မှာသူကအရန်ငယ်သေးပြီးတော့နိုင်ငံကိုဦးဆောင်မှုကျိုးပန်းရနေချိန်မှာရိုးရိုးရှင်းရှင်းနဲ့လှုပ်ချင်ခဲ့ပါတယ်။အဲဒီချိန်မှာသူအသက်က24ဖြစ်ပြီးတော့ညီမလေးယောက်ကတော့ 28 21 22နဲ့23နေပါအသက်ချင်းမတိမ်မရင်မှုအတူတူနေရပိုးအဆင်ပြေပြီးတော့တရားကိုတရားထောက်ပံ့ပေးကြပါတယ်မယင်မလေးယောက်ကတော့ဒေါ်ဂျီဝမ်မူရှာရင်းပန်ရှာရင်းရမ်တန်နဲ့ဆမ်ကိုင်းချူတန်တို့ပါသူတို့ရဲ့ဖခင်ဒါရှူရက်ဥကမ်ဒေါ်ဂျီကဘူတန်သမိုင်းမှာကြီးကျယ်ခံထားတဲ့ဗုဒ္ဓဘာသာခေါင်းဆောင်ကဆင်းသက်လာသူပါညီမလေးယောက်ကိုလက်ဆက်လိုက်တာကတော်ဝင်မိသားစုနဲ့လွှမ်းမိုးမှုကြီးမားတဲ့မိသားစုကြားကဆက်ဆံရေးကို ပုံမှုခိုင်မာသွားစေခဲ့ပါတယ်။1988အောက်တိုဘာ31မှာတော့ဘရင်ကမင်္ဂလာပွဲကိုခံခံနာနာကျင်းပခဲ့ပါတယ်။မင်္ဂလာပွဲကိုဘာသာရေးအထူးမြတ်ထားရကျောင်းဆောင်ကြီးမှာကျင်းပခဲ့ပါတယ်။ဒီပွဲခန်းနာကဘူတန်နိုင်ငံရဲ့စီးကြက်ကြမှုစီလုံးမှုတို့ကိုပြသခဲ့ပါတယ်။ညီမလေးယောက်လုံးကိုလက်ထပ်ပြီးအားကောင်းတဲ့မဟာမိတ်ကိုဖွဲ့စည်းခဲ့ပါတယ်။ညီမတွေကိုလက်ထပ်ခြင်းကမတူညီရဲ့မိသားစုကအမျိုးသမီးတွေကိုလက်ထပ်ခြင်းနဲ့ရှင်ရင်ပဋိပက္ခတွေအများကြီးညှော့နေသွားပါတယ်။ အဲ့ဒီချိန်ကညီမအကုန်လုံးကိုယူတာကဘူတန်မှာအဆမ်းမဟုတ်ပါဘူး။ညီမတွေကနောက်ွယ်ရာနေဘရင်ကိုထောက်ပံ့ပေးကြပါတယ်။ဂျင်မီစင်ကီယငငယ်ရွယ်ရွယ်နဲ့ဘရင်ပြစ်ခဲ့ပေမဲ့ဘူတန်နိုင်ငံမှာကြီးမားတဲ့အပြောင်းအလဲတွေဖြစ်စေခဲ့ပါတယ်။ညီမအားလုံးကိုလက်ထပ်ယူလိုက်တာကရိုးရာဒလေးကြောင့်ဖြစ်တယ်လို့နိုင်ငံရေးလူမှုရေးပြည်ထနာတော်တော်များများကိုဖြည့်ရှင်းပြီးသားဖြစ်သွားစေခဲ့ပါတယ်။ဒီနေ့ခင်းမှာတော့ညီမတွေကိုယောက်ျားတစ်ယောက်တည်းအားယူတာကအထူးဆန်းတဲ့ဒလေးပါပဲ။အထူးသဖြင့်အနောက်တိုင်းသားတွေအတွက်ပေါ့။ ဒီတလီရသူတို့အတွက်ယူကျင်စရာကောင်းနေပါတယ်။ဒါပေမဲ့ဘူတန်မှာပဲအဲ့ဒီတလီရှိရမဟုတ်ပါဘူး။ကမ္ဘာရဲ့တချို့နေရာတွေမှာညီမတွေကိုလက်ထပ်ယူတာကပါနဲ့တဲ့ရွေးချယ်မှုလို့လက်ခံထားတာတွေရှိပါတယ်။ငွေချင်းနဲ့မို့ဇနီးချင်းချင်းရန်ဖြစ်တာတွေမရှိရောပါဘူး။ဒါကြောင့်အိမ်အောင်ရေးကိုထိမ့်သိမ်းရတာပိုလွယ်သွားပါတယ်။ရှေးကအီဂျီပြည်မှာလည်းဖာရိုဘီယန်တွေကတော်ဝင်သွေးမပြတ်ရအောင်ဆွေမျိုးချင်းတွေပဲယူလေးရှိပါတယ်။အာဖရိကကတချို့နိုင်ငံတွေမှာလည်းညီမတွေကိုလက်ထပ်ယူလိုက်တာက မိသားစုကြားတန်ရုံစဉ်နေပုံမှုခိုင်မြဲစေလာပါတယ်။တိဘက်နိုင်ငံမှာဆိုရင်တော့မျိုးသမီးတစ်ယောက်ကအညီအကိုတွေကိုလက်ထပ်ယူနိုင်ပါတယ်။ဒါကြောင့်ညီမတွေကိုယူတာကထူးဆန်းနေပေမဲ့တချို့နေရာ တချို့ခေတ်တွေမှာတော့အတိတ်ပဲရှိပါတယ်။အဝေးမတည့်တာတွေရောမိသားစုကပူအားကောင်းလာပြီးတော့ခိုင်မာလာပါတယ်။ဘူတန်မှာဆိုရင်လည်းဒီကလေးကတော်ဝေမိသားစုကိုပူစည်းလုံးလာအောင်ကူညီပေးပါတယ်။ဒါပေမဲ့ညီမလေးယောက်ကယောက်ျားတစ်ယောက်ကိုဘယ်လိုများဝေမျှကြလဲ။ မိမလေးယောက်နဲ့အတူနေရကမဖြစ်နိုင်ဘူးလို့ထင်ရပါတယ်။ဒါပေမဲ့ဘူတန်ဘီရင်ကတော့ဖြစ်အောင်လုပ်သွားခဲ့ပါတယ်။ဒါအပြင်ဘီရင်မိသားစုကနိုင်ငံရဲ့စီးကျဉ်းညီမှုပြရောက်တောင်ဖြစ်ခဲ့ပါတယ်။ဘီရင်မလေးယောက်တို့ကိုဘူတန်နန်းတော်ထဲမှာတည်သက်အဆောင်တော်တစ်ခုစီပေးထားပါတယ်။ဘီရင်ကဇနီးတိုင်းကိုညီတူညီမျှအခြေပေးထားပါတယ်။အိတ်ခမ်းကိုတော့ဘလို့များကြလဲမသိရပါဘူး။ဒါပေမဲ့တော်ဝင်မိသားစုကဒန်းတူညီညာချင်းကိုဦးစားပေးတာကိုတော့မြင်နိုင်ပါတယ်။ ဘီရင်မတွေကတား9ယောက်တမီး9ယောက်မွေးပေးခဲ့ပါတယ်။ကလေးတွေကလည်းအတူတူကြီးပြင်းလာပြီးတော့တယောက်ကိုတယောက်ချစ်ခင်လေးစားအောင်သင်ပေးခဲ့ပါတယ်။ဒါပဲတော်ဝင်မိသားစုကိုစီးလုံးအောင်ကူညီပေးခဲ့တာပါ။ပွဲတော်တွေအခမ်းအနားတွေမှာလည်းဘီရင်ကကြင်ရတော်၄ယောက်လုံးနဲ့ပွဲတက်လေးရှိပါတယ်။ဘီရင်မတွေကလည်းရိုးရအင်ဂျီကိုပဲဝစ်ကြရပါတယ်။ပရာဟီတာနဲ့ယဉ်ကျေးမှု project တွေကိုဘီရင်မတွေကအာရုံစက်ရပါတယ်။သူတို့ရဲ့တင်းမွှဲကြောင့်ပဲဒီအိမ်တော်ကအောင်မြင်ခဲ့တာပါ။ဘီရင်ရဲ့တတိယမြောက်ကျင်ရတော် ရှာရင်းရမ်ဒန်ကအေရှိဆန်မင်းသားရဲ့မိခင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အေရှိဆန်ကပထမနဲ့ဒုတိယကျင်ရတော်ကမွေးတဲ့ကလေးမဟုတ်ဘဲနဲ့တတိယကျင်ရတော်ရဲ့ကလေးဘာကြောင့်ဖြစ်နေရလဲ။ဒီလိုဖြစ်ဖို့ကိုကြိုတင်စီစဉ်ဆုံးဖြတ်ခဲ့ရတော့မဟုတ်ပါဘူး။ဘူတန်နိုင်ငံမှာအသက်အကြီးဆုံးသားပဲအေရှိဆန်မင်းသားဖြစ်တာပါ။ဗနေယောင်းမြောင်းအမေရဲ့သားဖြစ်ဖြစ်ကိစ္စမရှိပါဘူး။ဘီရင်မရှာရင်းရမ်ဒန်က1980ဖေဖော်ဝါရီ22ရက်မှာ ဘရင်အတွက်ပထမဆုံးသားတော်ကိုမွေးပေးခဲ့ပါတယ်။ဘူတန်တောင်ဝင်မိသားစုကကျင်းရတော်အားလုံးကိုတန်းတူပဲထားပါတယ်။ဘဲကျင်းရတော်ကဘယ်တယောက်တည်းပုံမြင့်နေဆိုပြီးမရှိပါဘူး။ဒါကြောင့်ဘူတန်နိုင်ငံကယာရုအနေအမြင့်ချက်စီလုံးမှုကိုသာပိုဦးစားပေးရလို့ပြောလို့ရပါတယ်။ဘရင်မရှာရင်းရမ်တန်ကအေရှိဆန်ရဲ့မဲတော်ဖြစ်ပေမဲ့အတူခွင့်ရင်မယူခဲ့ပါဘူး။တခြားဘရင်မတွေနဲ့အတူလက်တွဲလုပ်ကိုင်ခဲ့ပါတယ်။သူမရဲ့သားတော်ဂျင်မီခဲစာမန်ချေအောင် ဘူတန်နိုင်ငံရဲ့ပြစ်စမမျိုးဘရင်ဖြစ်လာပါတယ်။2006မှာဂျင်နီစင်ကီကတာဇီဖြစ်တဲ့ဂျင်မီခဲဆာမနန်ကျဲကိုတရက်ဖူဆောင်းပေးပြီးတော့ထီနန်လွှဲပေးခဲ့ပါတယ်။ဘူတန်မျိုးဆက်သစ်တွေဦးဆောင်မှုအခြေတံမီလို့ဘရင်ကြီးကယုံကြည်ပါတယ်။နိုင်ငံကိုခင်မရောက်လုပ်ပြီးတော့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းပါတယ်။ဘရင်ကြီးကထီနန်လွှဲပေးပြီးပေမဲ့ပြည်သူမျက်စိအောက်ကပြမသွားခဲ့ပါဘူး။ဘူတန်မှာပဲနေပြီးတော့အရေးကြီးတဲ့ကိစ္စတွေမှာပါဝင်နေရုံပါပဲ။သူကအသာဖြစ်သူရဲ့အကြံပေးခြင်းနဲ့ ဘီရင်တစ်ကိုကူညီပေးခဲ့ပါတယ်။ပြည်သူတွေကသူ့ရဲ့ဉာဏ်အမြော်မြင်နဲ့ခေါင်းဆောင်နိုင်စွမ်းကြောင့်သူ့ကိုလေးစားနေစေပါ။ဒါအပြင်အနားယူသွားတဲ့ဘီရင်ကြီးကကိုပိုင်ဘဝအတွက်လည်းအချိတ်ပေးခဲ့ပါတယ်။သူ့သားသမီးရဲ့မိမိကိုပို့ချိတ်ပေးခဲ့ပြီးတော့ဇနီးလေးယောက်နဲ့အတူတူနေနေတုံးပါပဲ။ဘီရင်မကြီးကြီးကပရာဟီတာလုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်နေတုံးပါပဲ။ဒီနေ့မှတော့ဂျင်မီစင်ကြီးကနိုင်ငံဖခင်ပုံရိပ်ဖြစ်နေပါပြီ။လူတွေနဲ့တွေးဆမှုဘူတန်နိုင်ငံအနှံ့လျှောက်သွားတတ်ပါတယ်။ ဂျင်မီစင်ကီကဘယင်ဘွားကအနားယူခဲ့ပေမဲ့တီတူတွေကတော့သူနဲ့ဘယင်မလေးပါရဲ့ဆွမ်းအားတွေကိုလေးစားကြည်ညိုနေရုံပါပဲဘူဒန်ရဲ့လက်ရှိဘယင်ဂျင်မီခန်းဆာနန်ဂျေကရဲရဲနဲ့စုပ်ဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်မိမအများကြီးလက်ထက်မဲ့စားဘယင်မဂျန်စီပြီးမှတယောက်ကိုပဲလက်ထက်ခဲ့ပါတယ်ဘယင်မကိုချစ်နွမ်းတာမှုတခြားကြည်ရာတွေကိုထပ်မလို့ခဲ့ပါဘူးဒီကနေ့အချစ်ကိုပဲမြင်နိုင်တာမဟုတ်ပါဘူးဘူဒန်နိုင်ငံရဲ့ပြောင်းလဲလာခြင်းကိုလည်းတွေ့ရနိုင်ပါတယ် ဘူတန်နိုင်ငံကအရင်လိုအလုပ်ပိတ်နိုင်ငံမဟုတ်တော့ပါဘူး။နိုင်ငံတကာပွဲတွေကိုဘရင်နဲ့ဘရင်မက နိုင်ငံကိုစားပြုပွဲအဖြစ်တက်လေရှိပါတယ်။သူတို့ကဘူတန်နိုင်ငံရဲ့မော်ရယ်မျက်နှာဖုံးရှင်နေပါ။ဒီနေ့ခေတ်မှာမိမအများကြီးရှိတာကခင်းနောက်ကျတဲ့တလေးဖြစ်ပြီးတော့ထူးဆန်းနေပါတယ်။ဘူတန်ဘရင်ကိုရိုင်းကမိမတယောက်ပဲယူခြင်းရဘူတန်နိုင်ငံဟာခင်းနဲ့အညီပြောင်းလဲနေရဲဆိုတာကိုထုတ်ဖော်ပြောပြနေသလိုပါပဲ။ဘရင်နဲ့ဘရင်မရဲ့ဆက်ဆံရေးကိုဘူတန်နိုင်ငံတွေးမှာရော နိုင်ငံပြည်ပမှာပါလေးစားကြပါတယ်။ပွဲအခမ်းအနားတိုင်းမှာနှစ်ယောက်တွဲတွေ့ရပြီးတော့တွေ့တိုင်းနဲ့ကျင့်ကျင့်နာနာပါပဲ။ဘူတန်နိုင်ငံရဲ့တော်ဝင်မိသားစုတွေကလက်ရှိခေတ်ရည်စည်းကြောင်းနောက်လိုက်ဖို့ကြိုးစားနေပါတယ်။ဒါတော့တချို့ယောက်တွေကအနောက်နိုင်ငံသားတွေအတွက်ထူးဆန်းနေပါတယ်။ဥပမာပြောရရင်ဂျင်မီစင်ကီကထရီမာရဲ့လက်ကိုမကြခဏကင်နာပခုံးဖက်တာတွေလှုပ်တက်ပါတယ်။သူ့မိမမဟုတ်တဲ့တခြားမိမတွေကိုလည်းဖက်တက်ပါတယ်။ဒါကအနောက်တိုင်းသားတအူးရဲ့အမြင်မှာတော့စီးဖောက်တာပါပဲ။ ဘူတံမှာတော့ဒါကတာမန်ပါဒါကအကျဉ်းနာတရားနဲ့ဂယုဆိုင်မှုကိုပြသခြင်းပါပဲမတင်တော်တဲ့လုံရတစ်ခုမဟုတ်ပါဘူးဂျီမီစင်ကီကချွေးမောင်းတွေမဟုတ်ပဲနဲ့လူတိုင်းကိုဒီလိုပုံစံနဲ့ချစ်ချင်းတရားကိုပြသလေးရှိပါတယ်သူရဲ့သားတော့လက်ရှိဘူတံဘရင်ကိုလည်းတခါတလေလက်ကင်ထားတတ်ပါတယ်ဒါကဥရောပသားတွေအတွက်ထူးဆန်းကောင်းထူးဆန်းနေနိုင်ပါတယ်အရွယ်ရောက်ယောက်ျားချင်းလက်ကင်လေးကင်ထားမရှိပါဘူးဘူတံမှာတော့ယောက်ျားချင်းလက်ကင်ကတာမန်ပါပဲ မိဘတွေကတာသမီတွေလက်ကိုမကြခဏကင်ထားလေးရှိပါတယ်။တာသမီတွေအရွယ်ရောက်ရင်တော့ကင်ထားတတ်ပါတယ်။ဘူတန်နိုင်ငံရဲ့အဓိကကိုးကွယ်မှုဖြစ်တဲ့ဗုဒ္ဓဘာသာတရားကအကျဉ်းနာတရားနဲ့ကိုကျင်းစာတရားကိုတင် जा ပေးပါတယ်။ပွေဖက်နန်းရှုပ်ခြင်းနေနဲ့ဒီကန်စားချက်တွေကို ထုတ်ဖော်ပြသကြပါတယ်။ဂျင်မီစင်ကင်းရလူတိုင်းကိုဂယုတဆိုင်ဆက်ဆက်ပါတယ်။ချွေးမပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်တည်သူပဲဖြစ်ဖြစ်ပါ။ဒါကြောင့်ဒီပုံကတချို့တွေအတွက်တော့ ထူးဆန်းသလိုဖြစ်နေပေမဲ့ဘူတန်မှာတော့အာမန်ပါပဲ။ဒါကကျင်းတော်မှုကိုသူတို့ဘလောက်တန်ဖိုးထားလဲဆိုတာပြသနေပါဗျ။ဘူတန်တောင်ဝင်မိသားစုကတမူထူးကြပြီးစိတ်ဝင်စားစရာတမိုင်းနေနဲ့ပြည်နေပါဗျ။ညီမတွေအားလုံးကိုလက်ထပ်ယူရလို့ရွှေဟောင်းတလေးတွေကနေလက်ရှိဘရင်နဲ့ဘရင်မရဲ့အချစ်ဇလန်းနေအပြည့်ပါပဲ။ရည်ကြွေးမှုနဲ့ပြောင်းလဲခြင်းဟာတွန်တွဲနေနိုင်တယ်ဆိုတာကိုပြသနေပြန်ပါဗျ။မိမအများကြီးယူတာယောက်ျားချင်းလက်ကင်တာကအစားနိုင်ငံကလူတွေအတွက်ထူးဆန်းနေနိုင်ပေမဲ့ ါကဘူတန်နိုင်ငံရဲ့တစိတ်တစ်ပိုင်းပါပဲပြည်သက်တို့ရောဘလို့တင်လဲဒီရင်ကျေးမှုဒလိရီကထူးဆန်းနေလားစိတ်ဝင်စားဖို့ကောင်းလားမချက်လီမှာရေးပြီးတော့ပြည်သက်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်နော်ဗီဒီယိုလေးကို like လေးလုပ်ပြီးတော့ channel ကိုလည်း subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်